်မင်္ဂလာပါရှင် ကျမကတော့ချီချိုဆက်မ DBBU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါရှမ်းပြည်နယ်မြောက်ပိုင်းဒီပေါ်မျိုးကိုစစ်ကောင်စီတပ်တွေပြန်လည်ထိ ंछ ုပ်ပြီးနောက်အော်တိုဘလ16ရက်ကစပြီးလာရှိုဒီပေါ်မန္တလေးလက်မကြီးကိုပြန်လည်သွာလာလို့ရပြီလို့ဒေသခံနဲ့ရင်မောင်းတွေစီကသိရပါဗျာ အော်တိုဘလာ၁၉ရက်မှမန္တလေးလာရှိုပြည်တော်စု လမ်းမကြီးပေါ်ကားကြီးကားငယ်တွေအစဉ်ပြေစွာဖြတ်တန်းနေကြတယ်လို့ဆိုပါရယ်။ဒီပေါ်နဲ့ကြောက်မဲ့ကြားလမ်းပိုက်တချို့နေရာတွေမှာပြက်စီနေတာတွေ့ရပြီးတချို့လမ်းပိုက်မှာကားသီးတွေလောက်ပဲသွာလာလို့ရနိုင်ပေမဲ့ပြက်လှက်ခိုင်တာမျိုးတော့မတွေ့ရသေးဘူးလို့ဆိုပါရယ်။မန္တလေးလာရှိုလမ်းမကြီးကနေ၁၆ပေကုန်စည်ကားတွေကိုဆန့်လွှတ်နေပြီးအော်တိုဘလာ၁၉ရက်မနက်၁၀နာရီလောက်မှာ တီဘောကိုကြော်သွားနိုင်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ17ရက်ကထရနယ်လေနဲ့ပူပေါင်းတပ်ဖွဲ့ကတိမ့်ပိုက်ထိန်းချုပ်ခဲ့တဲ့တီဘောမျိုးကိုတနှစ်ကျော်အကြာအောက်တိုဘာလ16ရက်ညပိုင်းမှာ စစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းမိုးကုံမြို့အနောက်ပိုင်းကြောက်ဖားရွာနီးကိုစစ်ကောင်စီတပ်ကအောက်တိုဘာလ19ရက် နေ့လယ်2နာရီဝန်းကျင်မှာ jet fighter နဲ့ပုံကျဲခဲ့တယ်လို့မြို့ကန်တွေစီကသိရပါတယ်မုကောမြို့အနောက်ပိုင်းကြောက်ဖာရွာအနီးကြက်ချံမှာဘုံနှလုံးကြောက်ရောက်ပောက်ွယ်ခဲ့ပြီးလူအထိခိုက်မရှိဘူးလို့ဆိုပါတယ် စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့လာကျဲသွားတာဖြစ်ပြီးလူထိခိုက်တာမရှိဘူးလို့မိုးကုံမျိုးကန်ကပြောပါရယ်စစ်ကောင်စီတပ်ကထ ਿਆ နယ်လေးထိတ်ချုပ်ထားတဲ့မြို့တွေကို အော်တိုဘာလ၁ရက်ကနေအော်တိုဘာလ၁၆ရက်အထိလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၄၂ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်ဂျပန်နိုင်ငံကအဖွဲ့အစည်းတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး မဲဆောင်မြို့ကိုရောက်ရှိနေတဲ့ကိုလက်အင်ကမတန်ဆွမ်းသူအထူးသဖြင့်စစ်တမ်းကြောက်ဒဏ်ရာရရှိခဲ့သူတွေအတွက်အလောက်ကင်ပေးနိုင်ဖို့ကြိုးပမ်းနေရလို့ New Myanmar Foundation တာဝန်ရှိသူတွေကပြောပါရယ်အင်္ဂလိပ်စာအခြေခံရှိပြီးကွန်ပျူတာအခြေခံအဆင့်ကျွမ်းကျင်သူတွေကိုအချက်လက်စာရင်းသွင်းတဲ့အလောက်ခေါ်ယူနေပြီးအလောက်အတွက်လိုအပ်တဲ့ကွန်ပျူတာကိုလည်းအကျွေးစနစ်နဲ့ဝယ်ယူပေးမယ်လို့သိရပါရယ်ရှောက်ထားသူတွေကရွေးချယ်ခံရသူတွေဟာတင်နန်းနှစ်ပတ်ကနေလေးပတ်တက်ရမှာဖြစ်ပြီးတင်နန်းကာလနဲ့အလောက်ဝင်ပြီးကာလမှာ အမေရိကန်ဒေါ်လာ350ဝန်းကျင်ရရှိမှာ ဖြစ်တယ်လို့သိရပါဗျ။အလုတ်ချိန်မနက်9နာရီကနေညနေ6နာရီအထိတစ်ပတ်5ရက်လောက်ကရမှာဖြစ်ပြီး3နှစ်အတွင်းလူပေါင်း300အထိခန့်အပ်သွားမယ်လို့ဆိုပါဗျ။အဲဆောင်းတဲ့လူတွေကြတော့သူတို့ကဒုမိုင်းမလို့ဖြစ်ဝင်လာတဲ့ကုန်းလို့ဖြစ်။အဲအမျိုးတွေကြတော့ကျွန်တော်က ကြည့်ရတာပေါ့နော်တန်းတိုင်သွားမယ်ကျွန်တော်တို့လုပ်ပေးရဲ့အခုကတော့လေးလမ်းတစ်ခုကတော့တွေ့လာပါပေါ့နော်ကျွန်တော်တို့တန်းဆွမ်းလေးကိုကုမ္ပဏီရဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေရှိတယ်ဒီဝိုင်းညီမတွေရှိရဆိုတော့သူတို့နဲ့ဆက်ဆက်ပြီးတော့ပေါ့နော်အခုကပထမဆုံးတင်ရတော့နှစ်ယောက်ပေါ့ကုမ္ပဏီအခြေခံကြရတယ်နောက်ပြီးတော့အင်္ဂလိပ်စာရင်းနဲ့ကျွန်တော်အလုပ်ဖြစ်အောင်ပြောနိုင်တယ်ဆိုတော့သူတို့ကိုအလုပ်ပေးတော့အဲအဲ့အရာလေးကျွန်တော်စတော့လုပ်နေတယ်ညွမြမာဖောင်ဒေးရှင်းအနေနဲ့မတန်ဆွမ်းသူတွေအတွက်ထောက်ပံ့ချေပေးတာ နေစရာအကူအညီပေးရတဲ့စိတ်ပိုင်းဆိုင်ရာအကူအညီပေးရတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ ဂျပန်နိုင်ငံကအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့လဲအလုတ်ကိုင်းဖန်တီးပေးတာတွေအပါအဝင်တခြားအကူအညီပေးမှုတွေကိုလည်းလှုံ့ဆော်သွားမယ်လို့သိရပါတယ်။မဲဆောင်မြို့မှာအလုတ်ကိုင်းရှာပါတဲ့အတွက်တနေ့ကိုအလုတ်ချိန်10နာရီဝန်းကျင်အထိရှိကြပြီးနေစားကတနေ့ဘက်200ဝန်းကျင်ပဲရရှိကြတယ်လို့မဲဆောင်ရမြန်မာတွေကပြောပါတယ်။မဲဆောင်မြို့ကိုရောက်ရှိလာတဲ့တာမန်သူတွေတောင် အလုတ်ကိုင်းရရှိဖို့အခက်အခဲတွေကြုံနေရပြီးကိုလက်အင်ကမတန်ဆွမ်းသူတွေအတွက်အလုတ်ကိုင်းရရှိရေးဟာလည်းစိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ဆိုပါတယ်။မတန်ဆွမ်းသူတွေအတွက် ပြင်ပကအလုပ်လုပ်ကင်ဖို့ခက်ခဲတာဖြစ်တဲ့အတွက်ကြောင့်အခုလိုအွန်လိုင်းကအလုပ်လုပ်ရမှာဖြစ်တဲ့အတွက်နေထိုင်စားသောက်ရေးပို့ပြီးအဆင်ပြေလာမယ်လို့အလုပ်ရရှိသူတယောက်ကပြောပါတယ်။ AI annotation labeling တို့ပါတော့ AI နဲ့ပတ်သက်တဲ့အားတွေကိုပဲဒီကနေ့လုပ်ပေးရတာပေါ့။လက်ရှိကတော့အကြမ်းမြင့်အောင်လောက်ပဲတည်ရတည်ရပါတော့။ဒါမဲ့တနင်္လာနေ့ကြာမှာပဲကျွန်တော်တို့က training ော့ဆိုတော့လေအခုကျတော့တက်ရွှေတက်မလာဘူးเนาะအခုကျတော့လေ income ရှိရောလေနည်းနည်းရောလေစိတ်သက်သက်ရရပါတယ်မြန်မာနိုင်ငံကလူဦးရေ6တန်းနီးပါးဟာမတန်ဆွမ်းသူတွေဖြစ်တယ်လို့2019ခုနှစ်ဂျားပြတ်သကောင်စင်းရရအတည်ရပါတယ်ကျမဒေဝီပါပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံတွေကတာဝန်ရှိသူတွေကနှစ်နိုင်ငံကြားအပြစ်ခတ်ရဲ့ဆေးရဲသဘောတူညီချက်ရပြီလို့အောက်တိုဘာ19ရက်မှာတီးပြုခဲ့ပါတယ်။ ပြင်းထန်တဲ့နေဆက်တပ်ပွဲတွေသတင်းတပတ်ကြာဖြစ်ပွားပြီးတဲ့နောက်ကာတာမြို့တော်ဒိုဟာမှာဆေးဆက်ဆွေးနွေးမှုအတွင်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ချက်ချင်းအပြစ်ခတ်ရစရေးသဘောတူခဲ့တယ်လို့ကာတာနိုင်ငံကြီးဝန်ကြီးဌာနကတနင်္ဂနွေနေ့အစောပိုင်းမှာကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်အခုလိုတည်ပြုခဲ့တာပါကာတာနဲ့တူဂီတို့ကဂျာဝင်ဆင်းဆက်ပေးတဲ့ဆွေးနွေးပွဲမှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကရလုံမှုတွေအဆုံးသတ်ရေးအနည်းချင်းနှစ်နိုင်ငံကြား ရရှိတည်တတ်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုဖော်ဆောင်ဖို့ရည်ရွယ်တဲ့ရန်တရားတွေထူထောင်ခြင်းဆိုင်ရာသဘောတူညီချက်ကိုအကောင့်ထည့်ဖို့ဖို့ဦးဆောင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။လူမှုမီဒီယာ post ခုမှာပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးမိုဟာမက်အီရှက်ဒါကသဘောတူညီချက်ကိုကြိုဆိုခဲ့ပြီးဒါဟာလမ်းကြောင်းမှန်စီသွားတဲ့ပထမဆုံးအခြေလှမ်းပဲလို့ပြောလိုက်ပါတယ်ရှင်။ ရွှေဈေးကစံတည်မြင့်မားနေတဲ့အတွက်အိန္ဒိယရဲ့ရွှေဝယ်ပွဲတော်မှာအော်တိုဘလ18ရက်ကလက်ဝတ်ယတနာဝယ်လိုအားကျဆင်းသွားပါတယ်။ရွှေဈေးတွေမြင့်တက်နေလို့အိန္ဒိယဝယ်လက်တွေကိုလက်ဝတ်ယတနာအဟောင်းတွေအစ်စ်နဲ့လဲဖို့ဒါမှမဟုတ်ငွေအသွင်ပြောင်းဖို့တွန်းအားပေးခဲ့တယ်လို့ကုန်သည်တွေကပြောပါတယ်။ ကမ္ဘာဒုတိယအကြီးဆုံးရွှေတက်တုသုံးဆဲသူအိန္ဒိယနိုင်ငံမှာဒတ်တီရက်လို့ခေါ်တဲ့ရွှေဝယ်တဲ့ပွဲတော်ဟာ9ရက်ကြာဒီဝါလီမီထွန်းပွဲတော်ရဲ့အစပြုခြင်းဖြစ်ပါတယ်။ချမ်းသာကြွားမှုကိုစောက်ရှောက်တဲ့နေသမီးကို ရှိခိုးပြီးကံကောင်းစေဖို့ပစ္စည်းတွေဝယ်ကြတဲ့စင်လာလဲရှိနေလို့ရွှေဝယ်ယူမှုအများဆုံးနေတွေကတခုလဲဖြစ်ပါတယ်။ဒါပေမဲ့ဒန်တီရက်စ်ကာလာအတွင်းရွှေရောင်းချမှုဟာမနှစ်ကနဲ့နှိုင်းရှင်ရင်ဒုတဲ့နှုံထားအရာ 10ကနေ15ရာခိုင်နှုန်းအထိရော့ကျသွားပေမဲ့ဈေးနှုန်းတွေမြင့်နေလို့စစ်စုပေါင်းတန်ဖိုးတိတိတသားမြင့်တက်လာတယ်လို့အိန္ဒိယနိုင်ငံလုံးဆိုင်ရာကြောက်မြတ်ယတနာနဲ့လက်ဝတ်လက်စားဆိုင်ရာပြည်တွင်းကောင်စီကပြောပါတယ်။ရွှေဈေးဟာအောက်တိုဘာ18ရက်မှာ100ဂရမ်ကို32,800ရူပီနဲ့စံချိန်တင်အမြင့်ဆုံးကိုရရှိခဲ့ပြီးမနစ်ကဒန်တီရက်စ်ပွဲတော့ကာလာကထက်60ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပါတယ်ရှင်။ ီဘီဘီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မကျေးဇူးတင်ပါတယ်ရှင်